အလုံးမဲမင်္ဂလာပါ ယခုဖတ်ပြပေးမှာကတော့စာရေးဇာတ်မှတင်းရေချိုရေးသားတဲ့မိခင်ဆောင်ချောက်ဒေကမြောက်ဆိုတဲ့ဖြစ်ရမန်ဇလန်လေးပဲဖြစ်ပါတယ်အလုံးမဲနာတော်တာဆင်ပြကြပါအောင်ခင်ဗျာရှေးဘဝတလီကပင်ဝိတိတမများ၏စကားတခုရှိခဲ့ဘူးပြီသူစကားပုံမှာအကောင်းတယောက်ကြောက်ကောင်းတစ်စီဖြစ်၍ဖြစ်သည်မန်ပေသည်ကြောက်ကောင်းတစ်စီသည် ြည်သင်နေသည်ကိုအဓိကမထားကြောက်ရင်အင်္ဂါရများဖြစ်သောအရေးတွေးကံဖို့မဖြတ်နိုင်အောင် အစဉ်မိခြင်းအနာစာကင်းခြင်းတောက်ပါခြင်းစသည်အစဉ်များရှိလျင်ဈေးကောင်းဖြစ်သည် အဖိုးအနှစ်ကထိုက်သည်ဟု ဆို၏တာကောင်တယောက်သည်ထိုနည်း၎င်းဖြစ်သည်ကြောက်ကောင်ကြောင့်မုန်းကဲ့သို့ဖိုးမပြတ်နိုင်တော့အောင်တန်ဖိုးရှိသည်ဖြစ်သည် ကိုထွန်းရင်ကတော့ ပုဂ္ဂိုလ်သူဤသို့မတ္တမံအမြအတိလေခံယူမတတ်ပေသူမှာဆန္ဒတခုတော့အမြဲထားသည်မိခင်ကြီးစိတ်ချမ်းသာပူဆန်းသာဖြစ်စေခြင်းသည်တသလုံးကောင်းချသောသည်သည်ပင်ပင်မမဥစိတ်မနှံပေနေသောစေခြင်းသည်တို့ကြောင့်လေပို့ထွန်းမြင့်သည်မိခင်ဆောက်ရှောက်သည်တတရားအဖြစ်ကိုပို၍ခုံမြင့်သည်ထို့ကြောင့်လေမုဆိုးမမိခင်ကြီးနှင့် မပွဲမကွာနေလာသည်ယခုကိုထုံးမြန်တက်မှလဲငေတော့သည်မဟုတ်ရှစ်နှစ်နရောဆန့်လျင် အသက်30တင်းတင်းပြည့်ပြီရေရွယ်ဆိုလျင်အိမ်အောင်ရသားနှင့်ဖြစ်တဲ့မည်အိမ်အောင်မရှိသေးပါကအများအမြင်မှာလူပြိုဟန်းကြီးတို့ရာတွင်ကိုထုံးမြန်ကဒါရီမစင်းစာလုံးမမှန်စင်းသည်လကမမှန်အပ်သည် မေကစီမံရှိပြုတ်ဒီကို သလုံးတဘာရမှကောင်းသည်ဆိုးသည်မပြောကျွေးသမျှနှင့်ရောင်ရဲတင့်တိတ်သည်ဘုထုံးနှင့်အလုံးမှခန့်ရသည်တမန်လူကမဖြစ်၍အိုင်တိုက်ဟူသောအခန့်ကိုရခြင်းဖြစ်သည်အခန့်ဟုဆိုသောလဲလုံးရှင်းမဟုတ်ဆယ်နှခန့်တွဲပါသောအခန့်ဖြစ်သည်အခန့်တွဲပြီးတခန့်နှင့်တခန့်ယင်းတစ်ချက်သာရှားသောအခန့်ဖြစ်သည်တန်လျာဤထိတ်ခန့်မြတ်သာ ။အိုဖက်ဒီဘဲအိန္ဒကနှင့်လေကားဖြစ်သည်။တိတန်လိုလဲရှိ။အလဲခမ်းများတွင်လိုနှက်ခမ်းကမျက်နှာရှင်းဆိုင်။ကလေးကားခြင်းမကွာယင်းဤဆက်ဆံ။တဟုဆိုဒီမှာအိန္ဒာနှင့်ယေရှုကမရှိ။အပေါ်လေးတွားလိုပါကကိုယ်လိုင်းဘက်တွင်အိန္ဒာများထားပေသည်။အတော်ဝေးဝေးသွားရသည်။ကြောက်ကြသွားရန်မိမသွားရန်ဟု၍ခွဲခြားထားသော အိမ်သာတွင်များလှူထသည်ထိုအထိတုတ်ရှိတင်ရပေသည်မိဘဆောင်ကအေဂျစ်မှာနေကား၏ဘေးတွင်ဆက်၍ခန်းဖွဲထသည် လူတယောက်ကခတ်ချောင်ချောင်လှဲ့နိုင်သည်မိဘထဲမှာဆက်ရပြုတ်ရပေသည် အိမ်မှာခန်းကြီးကတခန်းလေအခန်းဖွဲထသည်မဟုတ်အလုံးတို့อยู่ပါခေါင်းရင်ဘက်၌လက်တော်အမြင့်တွင် ဘုရားရှင်လှူထားရသည်ဒါကလည်းအခုအစီအစဉ်တွင်လှူထားခြင်းဖြစ်သည်ကိုထွန်မြင့်မှလည်းမိသားစုကမနှဲလာပေမောဇုမမိခင်အိုးကြီးပြီးတော့ညီနဲ့မြမနှယောင်အလုံးလေးဦးဖြစ်သည်ညီမနဲ့ညီကလည်းအိမ်တော်ဝဲများမဟုတ်သေးသဖြင့်သူ့ဘုရားလုံလုံလရရမိခိုနေကြရသည်သည်ဘာကင်းကြီးဆုံးပါသွားတော့လေဒီညီမဒီညီနှယောင်စလုံးကလည်း ပုဟုသာအဘိုးစရာရှိတော်သည်သူပြစ်ပေ၍မရာအဘိုးရှိဖရာဆိုသည့်အတိုင်းသူစောက်ရောက်ထားရပေ၏သူကိုယ်တိုင်ကလည်းဥမကွဲအတိုင်းမပြည့်နေခြင်းပေသည်မိတို့ပင်ဖြစ်စေဂေဟင်ဒီခန်းကလေးသည်သူတို့မိသားစုအဖို့လုံးကြုံအေးချမ်းသည်ဂေဟာတခုခုထင်သည်ဝန်ထုံးမြတ်ခုမင်းတဲ့ဘလောက်ရှိနေပြီလဲခန်းရှင်လဲကလေးရဲ့အကိုလိုလဲခင် ဆရာလိုလဲအဖို့ရသောဥပဇင်နာမေသည်မြေထစကောင်းပြင်စင်ယုံတွင်လောသမဘောရှင်ဒူတော်လဲဌာနာချင်းကမတူဥပဇင်ကစစ်တဲ့ယုံဖြစ်သလိုဒူကစစ်ပြင်းယုံဖြစ်သည်စစ်ယုံ၏ဩဝဆွေတန်ကြလျေအိမ်ဘဝမှအဒူရူထသောကြရသည်မှန်တော်ညာလဲစစ်ယုံအတွင်သို့ ရောက်သောအခါ၌တယောက်တဌာနာအလုတ်လွတ်မှ အိမ်ဘဝမှာပြန်ဆောင်ရသည့်အဖြစ်မျိုးဘာဖြစ်လို့လဲအကိုထိုမေဘုံမျိုးအလားတူကိုစစ်ရုံအတွင်းကလောဖော်ကိုင်းပဲအရှင်ချင်းများကလည်းမိခဲ့ဘူးကြီးသူ့အသက်အပိုင်းစားဖို့မေ့၍တိုက်တွန်းခဲ့ကြသည်သူကောင်းခါခဲ့သည်သာများ၏အခုတော့ခင်မင်းလေးစားရသော ဥပဇင်မေဘုံဖြင့်ဘာဖြစ်လို့လဲအကိုရဟုယုံ၍တံပြန်လိုက်ရသည် သို့သော စိတ်ထဲနိုင်မှုဥပစဉ်ဆပြောလာမည်စကားကိုကြိုတင်သိနေသလိုရှိသည်မင်းတဲ့မငယ်လာတော်ဘူးထင်လို့ပါဥပစဉ်သည်ပြောခဲ့ဆိုခဲ့မိခဲ့နှုံနေဒီကိုသူသည်အလောက်ကပြန်လာပြီးရေမိုးရှုသမင်းစားတော်ပြီးခင်နဲ့တပြိုင်တည်းတရားဓမ္မအားထုတ်နေတသော ဥပစဉ်ဖြစ်သည်မြားနှင့်ရောလောက ရောက်တဲ့ရာရာစကားပေါပန်းစေးစကား ြောလေပြောထားမရှိ ပြောပြန်ပြီဆိုရင်လည်းအလွန်မှတ်သားစရာစကားမျိုးဆရာသမားကုံကျေးစုမမေ့အကြောင်းစကားမျိုးဖြင့်ဆုံးမတုန်တင်လေးရှိသည်တခါတရံကဆို သူစရာစောဖို့ကြအကြောင်းပြောပြဖို့သည်စောဖို့ကြသည် ဥပဇင်တို့ခိုင်း၌အလောက်ကျဖြစ်သည်ထိုစဉ်ကဥပဇင်မှာဂရိဝန်ဖြစ်ပေသည်ထို့ကြောင့်လောလောရ၌ တပူပွဲ့တွဲရှိသည်တိုင်တိုင်းမင်းမင်းညီညီနိုင်နိုင်လောက်ကြသည်ဆေရရဲ့တပြည့်ရဲ့ခွဲခွဲခြားခြားမထားစောပိုးကြတမအကုန်မပြမနှဲ့ရှာချစ်ချစ်ခင်ခင်ချစ်ရသော သဘောသားကို ဥပစဉ်လေးစားချောင်း ရောက်ပြဖို့သည်ခိုးကဲ့သို့ဆရာသမားများ၏နိနာကိုနာယူမှတ်သားတသော ဥပစဉ်နှုတ်မှ ကောင်းသောစကားသာထွက်မည်ဟုယုံကြည်ထားသည်ထို့အတွက် ကိုထွန်းမြင့်ကပြုံးရွယ်၍အကိုမှန်တာမဆိုးပါဘူးခုကျွန်တော်အသက်30ရဲဝင်တော့မယ်အင်းမင်းအသက်ကလွန်တောင်မှလွန်နေပြီပဲဟုတ်ပါတယ်ဒီရဒီအသက်ဆိုရင်အိမ်တော်ရသားနဲ့တောင်ချစ်နေစင်မီပေါ့ဒါထက်မင်းကိုတခုမေးရအောင်မယ်မင်းအိမ်တော်ပြုဖို့ကစိတ်ဖူးရှိနေသေးသလားကိုထွန်းမြင့်ကောင်းလဲမငိမ့်ကောင်းလဲမခါပြုံးပြုံးကြီးလုံနေသေးသည် ဥပါဇင်ကဆွေ့၍ချက်မနေပါနဲ့ကွာပြုတ်ခြင်းပြုတ်ခြင်းနဲ့ပေါ့ဘုဒ္ဓမြင့်က ဟဲကနေတရှိရဲ့ပြီးမှ ဖြစ်သည်ပြုတ်ခြင်းပေမဲ့အမေရှိသည်ပြောပြုတ်မှုစိတ်မကူးသေးဘူးအမေကို အသက်ရှည်ရှည်နေစေခြင်းသေးတယ်လောက်ကန်ကျွမွေးခြင်းသေးတယ်အကိုရ ဥပါဇင်က ကောင်းတဆတ်ဆတ်ငြင်းကောင်းနေဒီသဘောမျိုးရှိတာကိုသာရုခေါ်ရကွာ မိဘကိုလှုပ်ရွေးသမှုပြုရတဲ့ကုသိုလ်ဟာနည်းတဲ့ကုသိုလ်မဟုတ်ဘူးငါတို့တောင်လှုပ်ရွေးခြင်းပေမဲ့လှုပ်ရွေးခွင့်မရဘူးအိမ်အောင်ပြုတယ်ဆိုတာဘယ်ချိန်ပြုပြုရတာပဲအရွယ်လွန်မှရမဟုတ်ပါဘူးသူများတွေတိုက်တွန်းနိုင် နားမယောင်နဲ့အိမ်အောင်မှုဖျားတဲ့စိတ်မင်းရဲ့စုပ်တို့ဆိုတကွာနောင်ပြုပြန်ခက်တယ်ကိုကအိမ်အောင်ပြုပြီးမှမိဘနဲ့မတည့်လို့ဘွားရရှင်းရဘူး ဘလွယ်ဘူးမောင်းထွန်းမြည်ရေစင်စာစင်စာဟုသုံးမစကားဆိုသည် သူပြော၍ဟုတ်ကဲ့ဆိုသည်ပြီးမှကျွန်တော်လဲအဲ့ဓာရီမြင်လို့မပြူသေးတာဟုဝန်ခံလိုက်မြေထားကွာတာသူကောင်းရွှေလာပြီးခနဲ့ခန့်အကြတွင် အရှင်နေကတမျိုးပြောင်းလာသည် တိုင်ပြင်းမငိမ့်မသက်ဖြစ်၏ရာကုန်ဆိုးရပင်လျှင်ဟုတ်လို့လှုပ်လို့ဖြစ်နေသည်မြေတွင်တောင်းချမ်းသူတွေက တိုင်မီခိုင်မီတကယ်ကဖြစ်နေကြ၏။ဘူမျိုးနှစ်တွေကပြင်မနာဘူးရှေကံကစည်ရည်ပြင်နေသည်။ရဲဘော်ဖြူတွေကပုံကံမှုလှုပ်ဆောင်နေသည်။ကရင်တောင်းချမ်းသူများကနယ်မြေသွင်းစပွဲဆင်ရွက်ရန်အချိန်ယူနေသည်။ရင်စိန်သည်လည်းကြီးလန့်စွာစွာဖြစ်နေ၏။နေသိမ့်မလား၊ညသိမ့်မလားဘူပန်နေစဉ်မြေထလူသမားလုံဝဲလူရဲများကလည်းတဆကန်းထနေကြသည်။ကာကွယ်ရေးဟူ၍ အဖွဲ့ဖွဲ့လိုက်သည်လက်နက်တွေဘဲကရလာသည်မသိတနက်တွေပခုံးမှလွေ၍တကားကားဖြစ်နေထို့အမြင်တနက်ပြည့်လေ့ကျင့်ကြသည်ကြည်စံမပါပဲအလျှောက်ရှောက်နဲ့ကြမ်းနေရသည်ထို့နောက်မြေသားတန်လန်းတို့ထွက်ကားတန်လန်းတစ်ခုကြား၌အလျာမှောက်၍တနက်ပြောင်းကိုတန်လန်းပေါ်မေ့တင်လျက်တကယ်အစီအေးပမာ လေ့ကျင့်နေကြသည်ကာကွယ်ရေးသမားတွေ လှုပ်ရှားနေသည်ကိုကြည့်ရသည်မှာအားကျစရာအားရစရာလိုထင်ရပြသည်ကိုထွန်းမြင့်ကာကွယ်ရေးဖွဲ့တဲ့ဝင်မာလာဗျာကာကွယ်ရေးကောင်းဆောင်ကိုမြာကြီးကပြောသည်ကိုထွန်းမြင့်ကောင်းကားသည်ပြီမှကျွန်တော်မဝင်ပရစင်နဲ့ဘာဖြစ်လို့လဲကျွန်တော်တို့တော့ဝင်ကြသေးတာပဲကိုစယုံနဲ့ကိုလိုက်ကိုကာကွယ်တာပဲဗျာမှန်ပါတယ်ဒါပေမဲ့ရဲ့ဟဲ့ခက်ဟဲ့နဲ့လူလူချင်းတတ်ရတဲ့လို့ကော ကျွန်တော်မလို့ရှင်လို့ပါဒါတော့ဘယ်တတ်နိုင်ပါမလဲဗျာသူတို့ကပြက်ခတ်လာမှတော့ကျွန်တော်တို့ကလည်းပြန်ပြစ်ရတော့မှာပေါ့မဟုတ်ဘူးလားကိုရဲ့အဲ့အိုးအိမ်ကိုခိလာရပဲလေဒါတော့ဒါပေါ့ကျွန်တော်မလို့ဟုံးလို့တော့မဟုတ်ပါဘူးမလို့ရှင်လို့ပါ လူကိုတတ်တာမပြောနဲ့တလိษံကိုတတ်ရင်တော့ငရဲကြည့်ပြီးမဟုတ်လားလူဆိုရင်တော့ပြောစရာတောင်းလိုမင်းမထင်ပါဘူးကိုမြားကြီး လက်ချော့သွားပုံရသည်အေးပါဗျာခမည်းကတရားသဘောနဲ့ကြည်တာကိုကျွန်တော်တို့ကတော့မတရားသဘောနဲ့လာတဲ့သူကိုခေါင်းငုံခံနေလို့မဖြစ်ဘူး။ကြားရလင်းလင်းနဲ့ခုခံရမှာပဲလေဟုပြောကစကားဆုံးသက်လိုက်သည်။ CID ဝင်းထဲကအမျိုးသမီးတွေနဲ့သားသမီးကိုတောင်းရန်ကုန်ကိုပြောင်းပို့ထားကြတဲ့။အဲ့ဒီဝင်းထဲမှာချင်းတဲ့ပဲအဆောင်ရှိတော့တယ်ဆို။ အစိုးရတန်းရင်ကြောင့်ကိုတောင်းချမ်းသူတွေကတိမ့်ပိုက်ပြီးတဲ့တရင်တွေအမျိုးမျိုးထွက်နေသည်တယောက်တစ်မျိုးစကားကြောင့်ဘသူစကားကိုအတီးပြုရမည်မသိအလောက်ကလည်းမစင်းရတော့ဒီအတွင်းကာကွယ်ရေးသမားများကလည်းနေရောညပါတန်လန်းနှစ်ခုကြား၌စစ်မျက်နှာဖွင့်ထားကြ၏တန်လန်းဘော်တွင်တနက်ပြောင်းဝတင်ကနေကင်းညာကင်းဖြင့်အလဲကျစောင့်ကြနေကြသည် ကာကွယ်ရေးခေါင်းဆောင်များကဘာသာထဲသို့လဲ့၍ထမင်းတို့ဆင့်သည်ကာကွယ်ရေးသမားများစားဖို့ဖြစ်သည် လိုင်းသူလိုင်းသားများကလည်းစေရနာထားကြသည်ထမင်းရေမုံဘဲကစားပို့ပေးကြပေသည်မောင်ထွန်းမြင့်ရေမင်းတို့ဘလို့စဉ်းစားသလဲတနတ်တန်တွေတစ်စနှစ်ကြာရသည် နေ့ကဥပစင်ကမေးသည် အရှင်နေမလှတော့ဟု တွတ်ပုံရသည် ကိုထွန်းမြင့်ကအကိုရာ သူစိတ်သိဆိုးရင်ရမယ်မထင်ပါဘူးသိဟမ်းမယ်မထင်ဘူးကွဈေးပိုင်းကချမ်းသာတဲ့မိသားစုတွေဆိုရင်အစောကြီးကတည်းကကြံကုန်ကိုပြောင်းနေကြတာတို့လိုလောကမဒူရန်စားနဲ့လက်လုံလက်စားသမားလောက်သာကျန်တော့တာကွယ်တို့များလည်းပြေးမှထင်တယ်အေးဖို့လုံးမဲမထင်ပါဘူးကာကွယ်ရေးတွေလည်းရှိနေကြတာပဲဟာကာကွယ်ရေးသမားဆိုတာလောကမတွေကဖြစ်လာတာပဲ အသေးချာလေ့ကျင့်ထားတဲ့စကားတွေမှမဟုတ်တာပြီးတော့မာကြတာတချက်ကလည်းအစိုးရတပ်တွေကကြောက်ဝိုင်းမာထားတာတဲ့ကြောက်ဝိုင်းဘုရားကနေတက်ဆွဲပြီးကာကွယ်မှာဆိုတော့ဒုစီမှာလွတ်နေတာငါတော့စိတ်မေးဘူးပြေးကြရအောင်ဥပါစင်ကထူးချောင်းပြ၍ပြေးကြရန် ပြောသည် ကိုထွန်းမြင့်ကချိန်စားရင်းမေးသည်ပြင်းရင်ဘယ်ကိုပြေးမလဲကို ကစင်းနဲ့ရွှေလင်းပန်းအခုခုပေါ့ကွာကိုထွန်းမြင့်အတန်းကြောင်ချိန်ဆနေသည်ပြီးမှအမေကတော့ပြောတယ်သိရှင်နေတော့စွမမဟုတ်ပါဘူးတဲ့ရင်းမနေပါနဲ့တဲ့ဒီလိုလောက်ပါလားကိုအကိုတို့မိသားစုရင်းမယ်ဆိုရင်လဲရင်းနှင်ပါကျွန်တော်တို့နေရခဲ့ဦးမယ်သိရှင်နေဆိုရင်တော့ကျွန်တော်တို့လာခဲ့မယ်ကိုထွန်းမြင့်စကားကြောင့်ဥပစင်လက်ချော်လိုက်သည် တပြင်းတစ်ချက်ဆက်လိုက်ပြီးမှ ပြောသည်အဲလေဒါကတော့မင်းတို့သဘောအတိုင်းပေါ့ဒါပေမဲ့တတိဝရိယတော့ရှိကြနော်ဟုတ်ကဲ့အကိုပြီးတော့ဒုအခန်းကလေးလဲစောင့်ရှောက်လိုက်ပါစိတ်ချပါကိုဥပါဇင်တို့မိသားစုထွက်ခွာသွားပြီးနောက် သုံးရမြောင်နေတွင်အရှင်နေပိုဆုလာသည်တနတ်တန်တွေဒတိုင်းတိုင်းဒတိုင်းတိုင်းကြားရသည်ညပေစိုးလင်းလဲမြင်းကြီးတွေတစ်ခေါင်းပေါင်းပြက်လွတ်သည် ကောင်းကင်တွင်ဝင်းကနေစလင်းကနေထနေတော့၏တိုက်ပွဲမှာယင်းဒီထက်ပြင့်ထန်နေသည်ဘုထုံးမြင့်တို့၏မိသားစု၄ယောက်မှယခုတိုင်မပြေးသည်ရှီတုံချတုံဖြင့်ကျေလွတ်မြင့်နေရာသို့တဆင်ပြေးတဆင့်ရွှေ့ကနေသည်လိုင်းရန်တွင်ရှိပလီရဲသို့ ရောက်လာသောအခါ၌သူလူငါလုံးမပြေးပဲကျန်ရသောလူများနှင့်စွပေါင်းမိသည်ခေါ်စုတဲ့တွင်လည်း ရင်မျိုးမျိုးထွက်နေ၏ဘိုးစိမ်းမကြာသွားပြီလေခဝဲရံပင်မှတိုက်ပွင့်ပြင်းထန်နေတဲ့မြူနီစပယ်ရုံးတဲ့မှာကောင်တဘုံတွေရောက်နေပြီတဲ့စာသောတရင်တွေထွက်နေ၏တရင်တွေဆူညံနေသည်ကြည်စံတွေတရှိရှိပြန်တတ်နေသည်မိသူမျှအပြင်းမထွက်ရဲ့ဗလီကျောင်းတဲ့မှာပင်ဝတ်နေရသည် ဟာမိတွေမိတွေတယောက်ကအလံတကြားဆိုသည်ကြံတအုပ်က အဘဝမှာအသာရှောင်ကြည့်သည်ပြန်ပြေးဝင်လာပြီးအင်းစိန်ဒေးကြီးတော်မိလောင်နေပြီဗျာဒါဆိုရင်ပမဝါယမတောင်ပါသွားပြီထင်တယ်လိုင်းကန်းတွေပါမိဘူးသွားရင်ဒုက္ခတယောက်နဲ့တယောက်အရှိအရှာဘုရားနေရှင်ကိုထွန်းမြင့်မှာမြင်နေသည်ဥပဇင်းကပြေးစရန်ခေါ်တော့မလိုက်မိတာမှားလီပြီဟု နောင်တရနေမိသည် ခုမှရှောင်းမို့မလွယ်တော့ကြောင်းမို့လဲ တွေးမိကရင်တထိုက်ထိုက်ရှိနေမိဟဲတနတ်တန်းတွေအင်းစိန်ထောင်ကြီးပဲရောက်သွားပြီဗျာကိုထွန်းမြင့်ရင်မောစွာသပြင်းဆလိုက်မိတော်ကြီးဒိတတတတတအမြောက်တန်းကို တခါတရံကြားရသည်စေတနတ်တန်းများကိုမူကြိုးကြားကြိုးကြားကြားနေရသည်မြင်းဤတော့မဟုတ်ဝေးသည်ခမန်းကြည့်လျင်ကဲနားလောက်ဖြစ်မိတယ်ကြီး ခုနှစ်နံပါတ်ဆန်းစစ်ဖြစ်နိုင်သည်သို့သောပေါင်းအောင်နေသူအလုံးအပြင်ထွက်ဖို့ပင်မစင်စားဟွန်းတောင်းကျန်သူများတွေးသောပါကတက်မြီကိုစိုးရင်နေရသည်ဗလီထဲမှာပင်နေမြဲနေ၍ပုံနေရ၏တရက်နဲ့တမွန်းတဲ့ရှိတော်ပြီယခုတိုင်ဘာမှလည်းမစားမတော့ရဘိုက်ထဲမှာတရုတ်ကျုပ်မြင်နေသည်ရေသာဖိတော့နေရပြီသည်ချစ်ပြုတ်စားပါက မိဖို့မြင်တော့မှာဆိုသည်ဗိုက်စား၍ကငုံကိုယ်တည်းဖြစ်နေသော တလေးငယ်များကိုသာစူဆောင်းထားသည်ဘောင်မုတ်မုတ်ကြုံများစသည်ဖြင့်ချွတ်မော့ထားရ၏နေရမြောက်နေနည်းနည်းကိုနာဤခန့်တွင် ပိတ်ထားသောတကားကိုဖွင့်၍လက်နှင့်ကိုစည်းကမ်းလေးရဲ့လူရစုဝင်လာသည် ဝင်လာသည်မှာဆောက်ရောက်ဖြစ်၏ရုတ်တရက်ဝင်လာသည်ဖြင့်ပေါင်းအောင်နေသည့်မိသားစုမှာ ဘယ်မှမပြေသာတော့ပေငုတ်တုတ်ထိုင်းလေးရဲ့ကိုမိသားစုနဲ့ကိုမိခင်လိုက်ရတော့ဒီဒေါ်သဘုံအုပ်စုထဲမှာခေါင်းဆောင်နဲ့ဒူးဒူးစီအလွန်ခက်ထန်ပုံရသည်ညနာတစ်ပြင်လုံးနေဆက်နေသည်အယင်များအလွန်ကျွံတောက်တန်းအတူပြီးလေးစံခတ်မှန်မှဖြင့်ထုံးမြင့်စီလာစီရင်ရှိဖို့ထွက်ပုံနေမမြင်နဲ့နင်းမြန်မြန်ထွက်လာ ကိုထွန်းမြင့်အံ့ဩသွားသည် သူ့လမ်းမျိုးကိုအလိုလို့သိနေသည်လေဒီမှာအပေါင်းနေတာကိုကောအလိုသိနေတာပါလေတယောက်ယောက်ကရှင်လိုက်သလားမသိနံမည်အတိကျခေါ်ထုံးမှတော့အုံးနေလို့မရမှန်းတွေးမိသည် အမေမျက်နာကိုလှမ်းကြည့်သည်မိမျက်နာမှာပြိုတော့မီမိုးလိုရှိသည် ဆိုရင်တကြည်ဖြင့်ပြန်ကြည့်သည်ညီမနဲ့ညီမျက်နာမှာလဲမကော ငိုမဲ့မဲ့အတွင်ကိုတွေ့ရသည်ဟေးမေးနေတာမကြဘူးလားထုံးမြင်ဘယ်သူလဲသူအာတင်းလိုက်သည်အသာထ่ายရရင် ရှိပါတယ်ကျွန်တော်ပါအေးနင်းဆိုရင်ဒီရှိဖို့ထုတ်ခဲ့သူဘာမှမပြောချစ်တို့ထုတ်ခဲ့သည် ရိုင်းဘဲတနက်ကိုင်းများက သူ့ကိုဝိုင်းထားသည်ပြောင်းဝဖြင့်ချင်းရွယ်ထားကြသည်ခေါင်းဆောင်ကဆွ့၍နန်းမီခေါ်ပြန်၏ငါးတောင်းရှိလား ရှိရင်ထွက်ခဲ့ဘုသောလည်းမနေသာစနေတဲ့မခင်လိုက်ပကုံးလိုအသာဆုပ်ကင်ပြီး ထွက်လာပြီးခုနောက်တဘုံကောင်းဆောင်ကကိုလာပြီးဘုမောင်ဝင်းတို့ကိုပါခေါ်ထုတ်သည် လူဆောင်သွားတော့ခါ၌ခမရတို့အလုံးဒီထဲမှာပဲနေခဲ့ကြ ਉ ။ဧကုမထွက်ပြေးမယ်မကြံနဲ့တက်ပြင်မယ်ဟုချိန်မောင်းသည်။ပြီးသူခေါ်ထုတ်သည်လူလေးယောက်ကိုဥဆောင်ကား အပြင်သို့ခေါ်ဆောင်လာတော့သည်ကိုထွန်းမြင့်တို့လူလေးယောက်မှခေါင်းဆောင်တော့မှ လိုက်ခရသည်တနတ်သမားများကမူတနတ်ဖြင့်ချိန်လျက်ဝိုင်း၍ကပ်လိုက်လာသည်အလီကထွက်၍လေးလံပေါ်အရောက်တွင် အရှိဘက်သို့ဆက်သွားစီထို့နောက်ဒေါ်ဘီကန်ဟုဆိုသောဘက်သို့ဆက်ရောက်သည်ဒေါ်ဘီကန်သို့ရောက်လျင်စစ်သို့ဆင်မသွားတော့ပေခေါင်းဆောင်ကကွင်းလေတွင် ရက်သည်သူခေါ်လာသော လူလေးယောက်ကိုတန်းစီရခိုင်းပြီး မင်းတို့ကကာကွယ်ရေးတွေပေါ့ကျွန်တော်တို့ကကာကွယ်ရေးတွေမဟုတ်ပါဘူးဘာမဟုတ်တာလဲမင်းတို့သတင်းကိုငါတို့ရထားပြီးပြီ ကိုထုံးမြင့်တပြင်းချသည်တတိတဦးကတထောက်ချလိုက်ပြီးဟူ၍နားလေလိုက်သည်ဘလို့မှရှင်းပြလင်းလဲလက်ခံမိပုံမပေါ်ကျုံလာမိအရေးကိုသာရင်ထိတ်ထိတ် ဆောက်ရပေတော့မည်ဒီမကြမီအတွင်မှာပင်အဖြေကားပေါ်လာ၏ခေါင်းဆောင်လို့သူသည်သူ့လူတဦးအားခေါ်ပြားလေးလေးနဲ့ပေါက်တူးကို အမြန်ဆုံးသွားယူခိုင်းသည်နိုင်ဝဲအကြ၌ထိုးသူပြန်လာသည် သူနှင့်အတူခေါ်ပြားလေးလေးပေါက်တူးလေးချောင်းပါလာစီကိုတွေ့ရသည် ကိုထုံးမြင့်တပြင်းချေချမိသည် သူတို့တရားစီရင်ရေးကလည်းမြန်လာပါတကားဟု အမေဒီတဟုတယောက်ဤအမိန်သာအဒီဖြစ်နေလီမဟုတ်ပါလားခေါင်းဆောင်ကဟိုထွန်းမြင့်တို့ကိုကိုပြပေါတုမြပေးပြီးကိုချင်းကိုတို့ခိုင်းသည်ဒီကြိမ်တော့ဖြင့်ကဲမိသူဝေးပြီဟုစိတ်ထဲအငဲသွားသည်ဖះမှတပါကဲနိုင်စက်မရှိဘူးလေတွေးမိသည်စိတ်ထဲကဖះတာရင်ချင်းကိုတို့နေရသည်ဟေးဘောကဘာလုပ်နေတာလဲ နင်ချင်းမြင်မြန်တို့ဆိုတာလားမလဲဘူးလားငါရှောက်လုံးပြူနဲ့ပြစ်လိုက်ရချိန်မောင်းရင်ရှောက်လုံးပြူတကားကဖြစ်နေသည် သူတို့ပြည်တယောက်ကလည်းအရဲ့ပလင်းတဲမှာအရဲ့ကိုခွတ်ထဲငှဲ့ကစစ်မပြတ်စစ်တနေသည်အရဲ့ဝင်းလေးပုံတကဝင်းသလိုပို၍ကြမ်းလေဖြစ်နေသည်တနားခန့်အကြအတွင်ကျင်းမှာတူပြီးသွားလေပြီကျင်းများတူပြီးသည့်အခါ၌ သူတို့လေးယောက်စလုံးအားကိုတူးသော ကိုချင်းထိတ်စဉ်ဘူးနှစ်ဖက်ထောက်ခါထိုင်ခိုင်းသည်ခါကိုမမဆန်ထားခိုင်းပြန်သည်ဤလျင်မျက်စီဘောတွင်အဝုတ်အုပ်၍ပိတ်စည်းလိုက်သည်ထိုကဲ့သို့လုံးနေကလေးကပင်ကိုထုံးမြင်ပြနေပြီဖြစ်သည်ဒီစကြိမ်နောက်ဖြင့်မိသူမြကဲနိုင်တော့မည်မတဲ့ဘဝအဆုံးတော်မည်ဖြစ်သည် ရင်တွေတရိတ်တိတ်ခုံနေ၏ ဒေဝိနှင့်ကြုံတွေ့နေရသည်ဖြစ်မှုမကြောက်ဘဲမနေနိုင်အောင်ဖြစ်သည်လက်တွေတဆက်ဆက် တုံနေပေပြီးဓူတွေတလုံးလုံးရှိနေပေပြီးနောက်ထပ်မင်းနှင့်အနေငယ်ဆိုရင်ဝိညာဉ်မရှိတော့သည့်တို့၏ခန္ဓာကိုယ်ကြီးသည် ကိုယ်ကိုယ်တိုင်တူခဲ့သောကျင်းတဲ့သို့ဘုံကနေကြာရောက်သွားတော်မူအတေကင်းမဲ့နေပြီဖြစ်သောသူတို့ခန္ဓာကိုယ်ကြီးကို ရေစာခဲများဖြင့်ခေါအုပ်ကြတော်မူ သူတို့ဒေရှင်တရားမှာမရှိမလားရှိနေပါကလားဟုဝေမိသည်ရှင်တဲမှာတလက်လက်ခန်းစားရင်းမြင့်ရင်များပင်ကြလာသည် ထိုစဉ်အမေကိုတရိယာစီအမေမျက်နှာကိုမြင်အောင်နေသည် အမေမိတို့နေရှာမြင်သည်သူဆုံးမသွားပြီးနောက်အမေဘလောက်တောင်ကူဆွေးတော့ကရောက်နေရှိမိမည်အသက်80ခန့်ရှိနေပြီဖြစ်သောအမေကို ဘသူကဆောက်ရှောက်မြင်နေညီမနဲ့ညီကကိုအမေခေါင်းကြသွားပြီတိဆောက်ရှောက်နိုင်ကြပါမလားသူမကွယ်လွန်ခင်အထိအမေစိတ်ချမ်းသာအမေစိတ်မညှိုးညင်းအောင်အမေကိုဝကြည့်ဝငယ်ပြုစုခွင့်ရခဲ့သည်များကိုတန်တအောင်မေရင်အမေအားစိတ်แทးကကြော့နေမိသည်ဒုရခိုက်တွင် ခေါင်းဆောင်လို့သူ၏အမိတ်ပေးတံကိုကြားရ၏ ရဲဘော်လေးယောက်နေရာယူလူလေးယောက်အပြည့်အလွာနေရာယူနေသည်ခြေတံတွေကို အတိုင်းသာကြားနေရစီခြေတံတွေတိတ်သွားသည်နှင့်တပြိုင်တည်းမာကျော့ပြတ်သွားသည် အမိတ်တံကိုကြားရပြန်၏အတင်းအပြင်ကိုထွန်းမြင့်ရင်သေးဧကနဲ့စိန်ကနဲ့ခန်းစားလိုက်ရသည်ဒီတရှိတော့သွားပြီဟုနားလည်လိုက်၏အမေကိုစိတ်သေးကမှန်း၍ဒါရဲ့မိုက်ပြည့်တွေရှိပါက ခွန်းလပါဟုတောင်းမှန်လိုက်မိတနတ်မောင်းတင်အဇံခဲဝဲဝဲဖြင့်အမိတ်ပေးတံအဆုံ၌တနတ်မောင်းထိုးသည်များဂျလောက်ဂျလစ်ကိုကြားရသည် ကိုထွန်းမြင့်အသက်အောင်ထား၏မိမျက်နာကိုအာယုံ၌မြောင်းကြည့်နေသည်ဝမ်အသက်တလျှောက်အောက်လောက်ကြားတွင်ဒူးစကန့်ပိုင်းကလေးသည်သာကိုထွန်းမြင့်အတွက်အသက်ရှင်ခွင့်ရှိတော်သည် သူဖယားတရားတန်ခါဆရာသမားမိဘများကိုအာယုံပြုကြောလိုက်စီတရီစီမင်းရဲ့ပိုင်းအတွင်းစားလိုက်ရပြီနောက်ဟေးသောတာသူရမလုံနဲ့ရဟူသောပေါ်စံကြီးကိုစားလိုက်ရသည်သောသမားဒိုဘီကိုင်းအရှိပဲမိယထာတလန်းစီမှဖြစ်သည်သောတာသူဟု ခေါ်ခံလိုက်ရသောခေါင်းဆောင်သည်တရီကိုစစ်မခေါ်နိုင်ပဲရဲပွားသည် နောက်မှရောက်လာသောပုဂ္ဂိုလ်သည်သောတာရုတဲ့ဓာရုကြီးပုံရ၏ဆရာကအရမ်းမလုံးနဲ့ဟူသောကြောင့်ဆွေ၍အမိန်မပေးဟွန်ပဲတထားလိုက်ဟန်သူသည်နောက်မှရောက်လာသူသည်လိုင်ဝင်းခြံစည်းရိုးတန်တိုင်းများကိုမလွယ်ပေါက်မှတို့ဝင်လာပြီးသူတို့ဤသို့ရောက်လာပြီးဖြစ်သည်ရောက်ရောက်ရှင်ပင်သောတာထုသူတို့ကဘာတွေလဲကာကွယ်ရေးကောင်းဆောင်တွေဟုတ်ကောဟုတ်လို့လား ဟုတ်တယ်စောပန်းမြိုင်ကအသေးစားလက်ထောက်ချလိုက်တာနေဦးသူ့မျက်နှာမှာရှိထားတဲ့အဝတ်တွေဖြည့်ပေးလိုက်စမ်းငါအသေးစားဆဲအောင်မယ်တယောက်ကမျက်နှာပေါ်တွင်ရှိထားသောဝတ်များကို ဖြည့်ပေးလိုက်သည်သူတို့လေးယောက်စလုံးပင်ဒုထောက်ထိုင်းနေရမှ မတ်တပ်ရက်လိုက်ကြည့်ယူနီဖောင်းတည်တည်သက်သက်ဝတ်ထားသောခေါင်းဆောင်သည်သူတို့နှစ်သို့လျှောက်လာရင်းမေးစီ ခမရတို့ကာဝေးခေါင်းဆောင်လေးဆိုတာဟုတ်တလားကိုထွန်းမြင့်ကရဲစွန့်၍ပြောသည် မဟုတ်ပါဘူးကျွန်တော်တို့ကစေယုံလို့သမားတွေပါရိုးရိုးသားသားလောက်ကန်စားတော့နေသူတွေပါဒါအမှန်ပဲလားအမှန်ပါပဲကျွန်တော်တို့လည်းမပြောရဲပါဘူးထိုးလို့ဒီခက်တာငြိမ်သွားသည်ပြီးမှအမှန်ဆိုရင်ခမရတို့စေယုံတဲ့ကဆရာဘယ်သူလဲခမရတို့ဆရာရှိသလား ငါတို့ထဲကလူကိုမေးတာရှိသလားထိုမေးခွန်းမေးလိုက်တော့ကကိုထုံးမင်းတို့လေးဦးမှငြင်းသက်သွားသည်အပြည့်အလွတ်စဉ်းစားသည်တကယ်အရေးရောက်မှမေးတာတွေမေးနေသည်လူကိုသိနေတော့လဲနမ်းမြအစပေါ်မရလွဲလျှော်နေမှာကိုလဲစောင့်ကြနေသည်ကြောက်စိတ်ကလွမ်းနေလို့လားမပြောတယ်အတော်ကြသည်တိတဦးမှမဟာနိုင်မေးသူကစိတ်မရှိသလို့ ခမရတို့သိတယ်လို့မရှိဘူးလားဟုခက်ဆက်ဆက်မေးသည်ထိုစဉ်ကိုထွန်းမြင့်ခေါင်းတဲသို့အတွေ့တခုဖြတ်ခနဲဝင်လာ၏လူကမတွေ့ဘူးတော့လေဥပစင်ပြောပြဘူးသဖြင့်နမ်းမြေကိုသိနေသည်သူရှင်းရှင်းပြောသည်ကျွန်တော်ဆရာစွာပူကြရှိပါတယ်သူဘယ်မှာနေရလဲထန်းဆောက်ပင်နမှာနေပါတယ်ကောင်းပါပြီငါသွားခေါ်လာခဲ့မယ်သောတာထုသူတို့ကိုဒီတိုင်းထား ဘာမှမလုပ်နဲ့ဘူးပြောပြဆိုဆိုနှစ်ပင် ထိုကောင်းကောင်းသည်အလင်းအမြန်ဖွက်သွားသည်ကိုထွန်းမြင့်တဲ့တဲ့မောကိုအသာချရင်းစောဖို့ကြကို တွေးခဲ့ပါစေဟုဆုတောင်းနေမိတော့သည်တနအီခန့်ကြာမှရန်ရောက်လာ၏သွားခေါ်သောခေါင်းဆောင်နှင့်အတူ လူတဦးပါပါလာစီတန်လန်းကိုကြောဖြတ်ပြီးမိရထားလိုင်ဝင်း၏တန်ဝင်းတိုင်များကြာမှတိုးဝင်ခဲ့သည် ဒိုဘီကံကိုပတ်၍၆လာကြသည်ဘာလာသူကို လူလန်းကြည့်သည်ဆောဖို့ကြဆိုသည်မှာထိုလူပင်ဖြစ်လိမ့်မည်တင်သည်အတက်မှာဟေးဆက်ငါးနှစ်ခန့်စိလိမ့်မည်ဟု ခမန်းရသည်တဆက်ယုံတွင်အတူလောက်ကြသောလဲအကျွမ်းတော်ဝင်ရှိလာသည်မဟုတ် တွေ့ဘူးမြင်ဘူးတလူလူစဝေစဝါဖြစ်မျိုး အနည်းတို့ရောက်သောခေါ်လာသူခေါင်းဆောင်ကဒါခမရတပည့်တွေလို့ပြောတယ် ဟုတ်လားစောဖိုးကြကဆလင်းမြန်မှန်ကိုကြော်၍သူတို့ကိုကြည့်သည်တယောက်ချင်းတယောက်ချင်းမျက်နှာကို ကြည့်ပြီးမှ ဟာဟုတ်တာပါဒါကျွန်တော်တပည့်တွေပါ သူတို့ကလူကောင်းလူကောင်းတွေပဲဟုခုမှပို့ထုံးမြင့်ရင်တဲ့က အလုံးကြီးချောကနေကြာသွားတော့သည်ခေါင်းဆောင်ကြီးကစောသာတို့ပဲလှည့်ပြီးစောသာတို့မင်းကြားရနော်သူတို့ကလူကောင်းတွေတဲ့ မင်းသူတို့အားလုံးကိုတမ်းမြင်ကြောက်မှာနေရာချပေးထားလိုက်။ဟုအမိန်ပေးပြီးနောက်စောပူဇာနဲ့အတူ ပြန်လဲထွက်ခွာသွားကြတော့သည်။ကိုထွန်းမြင့်သည်အေးပေးမှလွမြောက်ခဲ့ရပြီ။ဝေကင်ဆောက်ချောက်၊ဧကံမရောက်သည့်အဖြစ်ကို၎င်းအသက်သခင်ကျေးဇူးရှင်စောပူဇာကို၎င်းစောပူဇာ၏အမိကို အမှန်မတင်ပြောပြခဲ့ဘူးသော ဥပဇင်ကို၎င်းအနန္တကျေးဇူးတင်ထိုက်သူများအဖြစ် ကိုထုံးမြင်နှလုံးသားရဲ့၌သာဝရကပိထိုးခဲ့ရလေပြီတည်းဇလံလေးကတော့ဤတွင်ပြီးဆုံးပါပြီအလုံးမဲ့ကျမ်းမှာချမ်းသာကြပါစေ